အတတရားကတော့ချော်မော်ခန့်ညာလုံးနဲ့ကောင်းလေးတယောက်ဖြစ်ပါတယ်။သူက အသားဖြူဖြူပွပွဲလေးနဲ့ခန့်ချော်ကြည့်ပေါ့။ဒါကြောင့်ရုံမရှိတဲ့မိန်းကလေးတွေအကောင်လုံးကလည်းသူနဲ့တငယ်ချင်းဖြစ်ချင်းကြပါတယ်။သူကတော့ဘယ်သူ့ကိုမှသဘောမကျတဲ့လိုမျိုးလှဲတောင်မကြည့်ခဲ့ပါဘူး။တရားမှာတော့ရုံကတထေမာကရုံစင်းချိန်မှာအတတရားကိုတားထားခဲ့ပါတယ်။အတတရားနင်းသိရမလားငါကကွာရှင်းပြတ်ဆဲထားပြီးသားလေး။ပြီးတော့ကျမရှင်းကိုတော်တော်လေးသဘောကျတယ် အဲ့ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်တော့ရှင်ကျမနဲ့လက်ထပ်နိုင်မလားဒီကုမ္ပဏီရဲ့ငါးဆက်ရာခိုင်နှုန်းကိုတော့ကျမရှင်းနာမည်နဲ့လွှဲပြောင်းပေးမယ်ကျွန်တော်အခုပဲအလုပ်ထွက်စာတင်ရမလားဒါမှမဟုတ်အိမ်ကိုပြန်ပြီးတော့အလုပ်ထွက်စာကိုအီးမေးလ်နဲ့ပို့လိုက်ရမလားဘလို့ဖြစ်တာလဲရှင်းရလဲတောင်းလိုက်တာကဲနောက်နေရပါနော်ဒီစကားတွေအားလုံးကိုတော့ဒီကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ရာဒီကာဆိုတဲ့အသားညိုတဲ့ကောင်မလေးတယောက်ကကြားသွားခဲ့ပါတယ်လူတွေအကုန်လုံးကအတ္တတရားရဲ့ချောမောခန့်ညာမှုကိုကြည့်ပြီးတော့ပဲသူ့ကိုလက်ထပ်ချင်နေကြတာ။ သူဘလောက်တောင်မှနှလုံးသားဖြူစင်လဲသူဘလောက်တောင်မှအရေးချင်းရှိတယ်လဲဆိုတာကိုကြတော့ဘယ်သူမှမမြင်ကြဘူးအတတရားကလည်းစိတ်ဆိုးဒေါသထွက်သွားခဲ့တဲ့အတွက်ကြောင့်မလို့အဲ့ဒီနေရာကနေထွက်ခွာသွားခဲ့ပါတယ်ရာတီကကလည်းအတတရားကိုစိတ်ထဲကနေသဘောကျနှစ်တန်းနေခဲ့တဲ့သူတယောက်ပါပဲဒါပေမဲ့သူမဒီစကားတွေကိုတော့ဘယ်တော့ကမှဘယ်သူကမှမပြောပြခဲ့ဘူးပေါ့ဘူးဒီလိုနဲ့ပဲနေရရတွေကုံဆုံးသွားခဲ့ရပါတယ်တရမတော့အတတရားတနည်းအားကိုသွားနေခဲ့တဲ့အချိန်မှာပဲလမ်းမှာသူရဲ့စိုက်ကယ်ပြတ်သွားခဲ့ပါတယ် ဒုက္ခပဲစိုက်ကယ်ကလည်းအခုမှလာပြီးတော့ပြတ်ရတယ်လို့သွားเสียရရှိပါတယ်ဆိုနေမှဒီလေးဘက်လေးရံလုံးမှလည်းဘယ်သူမှလည်းမရှိဘူးစပ်ပြင်စရာကိုလည်းဘယ်နေရာမှာသွားရှာရပါလိမ့်မလဲအဲ့ဒီအချိန်မှာပဲရာဒီကာကလည်းသူ့ရဲ့စိုက်ကယ်လေးနဲ့ဖြတ်သွားနေခဲ့ပါတယ်။သူမကဒုက္ခရောက်နေတဲ့အာတတယောက်ကိုတွေ့ခဲ့တဲ့အချိန်မှာတော့သူ့ရဲ့စိုက်ကယ်ကိုရလိုက်ပါတယ်။ဘာဖြစ်တာလဲ?ရှင်အစဉ်ပြေးရလားရှင်ကြည်ရတာတခုခုဒုက္ခရောက်နေတဲ့ပုံစံပဲ။ အေရာဒီကရေငါအမေစေးရုံတင်ထားရတာမို့လို့ငါအမြန်ဆုံးသွားမှဖြစ်မယ်။ဒီမှာလေရုတ်တရက်ကြီးငါ့ရဲ့ဆိုင်ကယ်ကလည်းပြတ်သွားတာနဲ့ငါဘာလို့လို့ဘာကင်ရမှမသိဘူး။အခုငါဘလို့သွားရမလဲ။ဒါဆိုရင်တော့ရှင်ကျမရဲ့ဆိုင်ကယ်ကိုယူသွားလိုက်ပါလား။ကျမအိမ်ကဒီနားလေးမှာပဲဆိုတော့ကျမရှင်ရဲ့ဆိုင်ကယ်ကိုအိမ်ကိုပဲယူသွားထားလိုက်မယ်။ဒီနားမှာအိမ်တွေဘာတွေရှိတာမှမဟုတ်တာ။ဒါနဲ့နေရဘယ်မှာနေရလဲတောက်ထဲမှာနေရလား။ဘာဖြစ်နေရလဲဒီအချိန်မှာအရေးကြီးနေရမဟုတ်ဘူးလား။ဒီစကားတွေပြောဖို့အတွက်အရေးကြီးလို့လား။ ရှေ့မေရဲ့အသက်ထပ်ပို့ပြီးတော့ဘယ်အရာတွေကိုရှင်သိကျင်နေသေးရလဲကျမနဲ့ဘာမှလာပြီးတော့ညင်းမနေနဲ့တွားတွားအမြန်ဆုံးတွားလိုက်တော့ပထမဦးဆုံးအကျဉ်းတစုံတယောက်ကအသည်တရားကိုဒေါသတကြီးနဲ့စကားပြောလိုက်ကြပါအသည်တရားကလည်းရာဒီကာရဲ့ဆိုင်ကယ်လေးကိုစီးပြီးချက်ချင်းပဲထွက်ခွာသွားပါတယ်အရင်နောက်မှာတော့ရာဒီကာကလည်းအသည်တရားရဲ့ဆိုင်ကယ်ကိုတွန်းပြီးအိမ်ကိုပဲရောက်လာခဲ့လိုက်ပါတယ်သူမရဲ့အိမ်ကတော်တော်လေးဝေးပါတယ်အနည်းဆုံး9ကီလိုမီတာလောက်ဝေးပါတယ် နောက်နေ့မှာတော့ရာဒီကကားစီးပြီးရုံးကိုရောက်ရှိလာခဲ့ပါတယ်။အာဒီတရားကလည်းရုံးမှာရောက်နေခဲ့ပါပြီ။ရာဒီကရေငါနေအိမ်ကိုပြန်လာရှာသေးတယ်။အဲ့ဒီအနီးအနားမှာဘာအိမ်တအိမ်မှရှိတာမဟုတ်ဘူးနော်။ဒါနဲ့ငါဆိုင်ကရောဘယ်မှာလဲ။နင်းကရောဘယ်မှာနေရလဲ။ဒါနဲ့ရှေ့အမေရောနေကောင်းကျန်းမာရဲ့လားသူတတ်တာသွားပြီလား။ငါမဲကိုတကယ်ကျေးဇူးအများကြီးတင်ပါတယ်။တော်သေးရပေါ့။ငါမနေရတော့ကအချိန်မီစေယုံကိုရောက်သွားလို့ငါသာအချိန်မီမရောက်သွားဘူးဆိုလို့ရှင်တော့အမေစေယုံပြတာတော်တော်လေးကိုနောက်ကျသွားတော့မလို့ အခုတော့ငါ့အမေအတော်လေးနေကောင်းကျန်းမာလာပါပြီအမလေးတော်သေးရပါရှင်ဒါဆိုရင်တော့ညနေကျရင်ကျမရဲ့စိုက်ကယ်နဲ့ပဲကျမတို့အိမ်ကိုလိုက်ပို့ပေးလိုက်လေရှင်ရဲ့စိုက်ကယ်ကိုကျမအိမ်ကနေပြန်ယူသွားလိုက်ပေါ့ညနေခင်းရုံစင်းတဲ့အခါမှာတော့ရာဒီကာကအတတိယကိုသူ့ရဲ့စိုက်ကယ်နဲ့အိမ်ကိုခေါ်သွားခဲ့ပါတယ်ရုံမရှိတဲ့မိန်ကလေးတွေအကုန်လုံးကလည်းရာဒီကာကိုကြည့်ပြီးမနာလိုဖြစ်နေခဲ့ကြပါရဲ့ရာဒီကာတို့အိမ်ကိုရောက်ရှိသွားခဲ့တဲ့အခါမှာအာဒီတရားရဲ့စိုက်ကယ်ကိုသူမပြန်လဲပြင်ဆင်ထားခဲ့ပြီးတဲ့အတွက်ကြောင့်မလို့အကောင်အတိုင်းပြန်ဖြစ်သွားခဲ့ပါရဲ့ နေမနေရတော့ငါ့ကိုလည်းပြောခဲ့တာပဲမင်းရဲ့အိမ်ကအဲ့ဒီနေရာကနေတော်တော်လေးဝေးတယ်ဒါတော့မှနေရငါရဲ့ cycle ကိုတွန်းပြီးတော့အိမ်အထီးအောင်မှဆွဲလာခဲ့တယ်ဟုတ်လားငါနင်းကိုဘလောက်တောင်မှအခုကျေးဇူးတင်စကားပြောရမှာလေရှင်ကအတော်လေးကိုစကားများတာပဲရှင်သွားသွားသွား cycle ယူပြီးဒီကနေထွက်သွားလိုက်တော့အတတရားက cycle ယူပြီးအဲ့ဒီနေရာကနေထွက်ခွာလာခဲ့လိုက်ပါတယ်ဒါပေမဲ့တလန်လုံရာဒီကအကြောင်းကိုပဲသူစဉ်းစားနေခင်မိပါတယ်ပထမဦးဆုံးအကြိမ်အမှန်တကယ်ငါ့ကိုဂယုစိုက်ပြီးသဘောကျတဲ့ main ကလေးတယောက်ကိုငါတွေးခဲ့ရပါပဲ ငါတို့ကိုအရန်ကိုသဘောကျမိသွားခဲ့ပြီဒီလောက်ဝေးတဲ့နေရာမှာသူကငေါ့အကူအညီပေးခဲ့တယ်အဝေးကြီးကိုလည်းသူကစိုက်ကဲကိုတွန်းသွားပေးခဲ့သေးတယ်ငါလိုချင်တဲ့မိန်ကလေးပုံစံမျိုးကိုတော့ငါရှာလို့တွေ့သွားခဲ့ပြီအတတိယကလည်းရာတီကောက်ကိုအရန်သဘောကျနှစ်သက်သွားခဲ့တဲ့အတွက်ကြောင့်မလို့သူ့မိဘတွေကိုဒီအကြောင်းတွေအားလုံးသွားပြောပြလိုက်ပါတယ်လနေငယ်ကြမြင်သွားခဲ့တဲ့အခါမှာသူကရာတီကနဲ့လက်ထပ်လိုက်ပါတော့တယ်ရာတီကောက်ကိုတွေ့ခဲ့ရတဲ့အခါမှာတော့ပါယယ်ကတော်တော်လေးဒေါသထွက်နေခဲ့ရပါဘော အခုလိုမျိုးအရန်ချောင်းမောခန့်ရတဲ့လူငယ်တယောက်ကသူ့လိုရုပ်ဆိုးတဲ့မိန်းကလေးတယောက်ကိုလက်ထပ်တယ်ဟုတ်လားဘာဖြစ်လို့လဲအကိုရဲ့ကဲပါယယ်သူကတာမန်မိန်းကလေးတယောက်မဟုတ်ဘူးရာတိကာကငါလိုချင်တဲ့မိန်းကလေးပုံစံမျိုးပဲရာတိကာကရောင်မလေးပြောတဲ့စကားကြောင့်စိတ်ထိခိုက်သွားခဲ့ရပြီမဲသူယောက်ျားပြောတဲ့စကားကြောင့်ဝမ်းသာပျော်ရွှင်သွားခဲ့ရပြန်ပါတယ်။နောက်နေ့မနက်မိုးလင်းသွားခဲ့တဲ့အခါမှာရာတိကာအားလုံးအတော်လက်ဖေးဖြောပေးခဲ့ပါတယ်။ရာတိကာအခုချိန်ကစပြီးတော့မင်းယုံတက်စရာမလိုတော့ဘူးတိလား။ ငါရတဲ့ဝင်ဝင်နဲ့မိသားစုဝင်တွေအကုန်လုံးကိုလောင်းငေါအောင်ရှာကျွေးနိုင်တယ်။ဟုတ်ပြီလေရပါတယ်ရှင်ပြောတဲ့ပုံစံအတိုင်းပဲကျွန်မသဘောတူပါတယ်။ငါသားလေးရွေးချယ်ထားတဲ့မိန်းကလေးကတကယ်ကောင်းမွန်လို့နာပဲ။အခုခေတ်မှာရှိတဲ့မိန်းကလေးတွေနဲ့ငါရဲ့ချွေးမလေးနဲ့လုံးဝမတူဘူးတခြားစီပဲ။ငါကတော့ရာဒီကတအားသဘောကျတယ်။ထမင်းဟင်းချက်ပြုတ်ကြလဲကြောတယ်။စိတ်ထားလေးကလည်းကောင်းမွန်နှုတ်ညံ့တယ်။သူဘလောက်ပဲကောင်းမွန်နေပါစေကျွန်မထပ်ပို့ပြီးတော့မတာဘူးဟုတ်တယ်မလား။ကျွန်မကတော့မင်းသားလေးတစ်ပါးနဲ့လက်ထပ်မှာ ပါယယ်ဒါဘလို့ဖြစ်နေရလဲရောင်မကိုဘလို့စကားပြောနေရတာလဲနေရာဒီကားကိုမနာလို့ဖြစ်နေရမဟုတ်ဘူးလားရာဒီကားကတာမန်မင်းကလေးတယောက်ဆိုပြီးတော့နင်းပြောတယ်လေဒါလောက်တောင်မှဖြစ်နေပြီးတော့နင်းကပိုလှတယ်ဆိုရင်တော့အလောက်ထိမနာလို့ဖြစ်မနေပါနဲ့ကျမဘာဖြစ်လို့သူ့ကိုမနာလို့ဖြစ်ရမှာလဲကျမစားတော့ပြီးသွားပြီဆိုတော့တော့ရတော့မယ်တငယ်ချင်းတွေနဲ့တွားကြွေအောင်မယ်အေးအေးအေးဟုတ်ပြီဟုတ်ပြီဟုတ်ပြီဒါဆိုရင်တော့ရာဒီကားကြီးငါလဲရုံးသွားလိုက်အောင်မယ်တိလား ပါယယ်ကလည်းအင်ကြီးအကျော်ပြလေးတွေကိုဝယ်ဆင်ပြီးအမေကန်2ကီလိုလောက်လိမ့်ပြီးနောက်မှာတော့ထွက်ခွာသွားခဲ့ပါတယ်။ညနေခင်းမှာရာဒီကာကတော့ရောက်ခမဖြစ်သူရဲ့ခြေတော်ကိုနှိပ်ပေးခဲ့ပါတယ်။ချွေးမလေးရဲ့နင်းကတော်လဲတော်တယ်ခေဆန်းနဲ့ပညာတတ်တယ်။အလောက်တခုလည်းရှိနေတာပဲ။ဒါတော့မှနင်းကအရန်ကိုချွေးမပီးတာတယ်နော်။နင်းကငါသားလေးကိုဘလို့သဘောကျပြီးတော့လက်ထပ်ခဲ့လဲဆိုတော့ငါဖြစ်နာကိုမလဲဘူး။ တကယ်တော့ကျမနားမလဲတာပါအမေရဲ့အာဒီတရားလိုမျိုးချောမောခန့်ညာတဲ့ကောင်းလေးကဘလို့ဖြစ်ပြီးတမီးကိုလက်ထပ်နိုင်ရတာလဲဆိုပြီးတမီးစဉ်းစားနေရဒါနဲ့အမေတိလားရုံးမှရှိတဲ့ main clip တွေအားလုံးတင်ဘဲကားပါမလဲကုမ္ပဏီကတထိန်မကတော့မှအာဒီတရားနဲ့လက်ထပ်ခြင်းလို့ဆိုပြီးတော့သူ့ကို propose လုပ်ဖူးတယ်လေအမေမဲအာဒီတရားကသူတို့အားလုံးကိုညင်းပယ်ပြီးကျမကိုလက်ထပ်ခဲ့အဲ့ဒါကြောင့်ကျမကိုကျမအရန်ကိုကန်အကောင်းနဲ့လို့သတ်မှတ်တယ်ကျမယောက်ျားရင်ဘယ်ကမလဲအမေလိုရောက်ခမမျိုးကလည်းဒီနေ့ခင်မှာရှားသွားပြီ ကျမကိုအမေကလည်းအရန်ချစ်တာပဲလေဟုတ်တယ်မလားညနေခင်းမှာပါရယ်ကတော့သူတကယ်ချင်းတွေအားလုံးကိုခေါ်ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်အဲဒီနေရာမှာရာဒီကလည်းရှိနေခဲ့ပါတယ်ဒါကငါ့ရဲ့အသားမဲချောင်းနေတဲ့ရောင်မပေါ့သူကသူ့ကိုသူတော်မှတတော်လေးကိုမာနထောင်လွှားနေရနော်ယုံကြည်ချက်ကလည်းအပြည့်ပဲငါတို့လိုချောမောလှပလုံးနေတဲ့မင်းကလေးတွေတော်မှသူ့လောက်ယုံကြည်မှုမရှိဘူးရရတယ်ဟေးရရတယ်ရောင်မရေဘာဖြစ်လို့ဒီမှာရက်ပြီးတော့အရှက်ခွဲခံနေရတာလဲ ဒီမှာကျမတငယ်ချင်းတွေအားလုံးလာတယ်လေသွားမုတ်တခုခုသွားလို့အားလုံးထိုင်ကြပါကျမအခုပဲမုတ်တွေယူလာခဲ့မယ်ရက်တွေတဖြည်းဖြည်းကောင်းဆောင်သွားခဲ့ပြီးနောက်မှာတော့ပါရဲလကအမြဲတမ်းသူ့ရောင်မကိုနှိတ်ချဆက်ဆန်းတတ်ပါတယ်တရမှာတော့ချောင်းမခန့်ညာတဲ့ကောင်လေးတယောက်ကပါရဲလကိုလာကြည့်ခဲ့ပါတယ်ကျမသားလေးကချောင်းမခန့်ညာလို့နဲ့မိန်ကလေးတွေအားလုံးကသူနဲ့လက်ထပ်ချင်တယ်အန်တီရဲ့ခွန့်လော့ပါအန်တီသားကအဲ့လောက်ထိလည်းမချောပါဘူးသူထပ်ပို့ပြီးတော့ကျမခြေောက်ကဝစ်ထားတဲ့ဖဏတ်ကချောအောင်မယ် ။ပါယယ်ကလည်းသူ့ရဲ့ဖနက်ကိုအားလုံးရှေ့မှာပြသလိုက်ပါတယ်။ဒါဘာလို့တားလဲနင်တော်ရိုင်းနေ။အမေကျွန်တော်ဒီထပ်ပို့ပြီးတော့အဆက်အခွဲမခံနိုင်တော့ဘူးသွားကြမယ်။ဒီမင်းကလေးနဲ့လည်းကျွန်တော်လက်မထပ်ချင်ဘူး။ဘယ်သူပဲသူ့ကိုလက်ထပ်ဖို့အတွက်ရောက်လာတဲ့အခါတိုင်းပါယယ်ကတော့အဆက်ခွဲပြီးလွှတ်လိုက်ပါတယ်။တယောက်မှတော့အရန်ကိုချမောခံရတဲ့ကောင်းလေးတယောက်ကစေကြည်တဲ့ဇိန်ခံကားကြီးနဲ့သူ့ကိုလာကြည့်ခဲ့ပါတယ်။သူ့မှာဘော်ဒီကတ်တွေအများကြီးပါပါတယ်။ပါယယ်ကတော့သူ့ကိုကြည့်ပြီးသဘောကျနေခဲ့တာပေါ့။ကဲဘလို့လဲအတေတရားရဲ့ ငါကမင်းရဲ့ညီမကိုလာကြည့်တာဒီအချိန်မှာရာဒီကာနဲ့သူရခမလည်းရောက်ရှိလာခဲ့ပါတယ်။ကဲပါမေးချင်လဲမေးလေ။ကျမသဘောကျပါတယ်မေးစရာမရှိဘူး။ကျမကဒီလိုကောင်းလေးမျိုးကိုပဲလိုချင်ခဲ့တာလေ။သိပါအောင်သူကတကယ်ချမ်းသာတယ်နော်။ကြော်သေးရပေါ့ငါညီမလေးသဘောကျတဲ့သူကိုနောက်ဆုံးတော့တွေ့ရှိသွားခဲ့ပြီ။ဒီလိုနဲ့ပါရန်နဲ့ရာဂျေ့စ်တို့ကကြီးကြဲခနာစွာနဲ့လက်ထားခဲ့ကြပါတယ်။မင်္ဂလာဦးညရောက်ရှိသွားခဲ့တဲ့အခါမှာတော့ပါရန်ခဏလေးနော်ငါအခုပဲမျက်နှာသွားတက်လာရောမယ်။ဟုတ်ပြီဟုတ်ပြီအမြန်သွားပြီးအမြန်လာခဲ့ပါ။ ရာဂျေ့ရေချိုကနဲ့ဝင်သွားခဲ့ပါတယ်ခဏနေတော့သူပြန်ထွက်လာတဲ့အချိန်မှာအသက်ငယ်ရွယ်တဲ့ကောင်းလေးတယောက်မဟုတ်ဘဲနဲ့အသက်ကြီးနေတဲ့အဖိုးကြီးတယောက်ဖြစ်နေခဲ့ပါတယ်ဘဲသူလဲရာဂျေ့ရေရှင်ဘဲမှာလဲဒီအဖိုးကြီးကဘဲသူလဲဘလို့စကားတွေပြောနေရလဲပါရလေးငါပဲလေငါကရာဂျေ့ပဲအလောက်ထိအမြန်ကိုယောက်ျားကိုမေ့သွားစေရလားရှင်ကအဖိုးကြီးပေါ့လေကျမကိုလှည့်စားခဲ့တာပဲငါမင်းကိုလှည့်စားခဲ့တာမရှိဘူးငါ့အားလုံးကတိကျတယ်ငါကကုမ္ပဏီတွေအများကြီးပိုင်နေတဲ့တစ်သေးပဲ ငါအပြင်ထွက်ရင်အမြဲတမ်းမိတ်ကပ်လိမ့်ပြီးတော့မှထွက်တယ်။ငါ့ကိုဓာတ်ပုံရိုက်ချင်တဲ့မီဒီယာသမားတွေကအများကြီးပဲ။ကျွန်မရှင်နဲ့အတူတူမနေချင်ဘူးသွားမယ်။ဟောနောက်နေ့ချက်ချင်းပဲအိမ်ကိုပြန်လာခဲ့လိုက်ပါရစ်။သူကမိသားစုဝင်တွေကိုကိစ္စရိအမှန်အတိုင်းပြောပြလိုက်ပါရစ်။သူနဲ့ကိုလှည့်စားခဲ့တာမရှိပါဘူးညီမလေးရဲ့။သူ့ရဲ့အသက်ကိုငါတို့ပထမတည်းကသိတယ်။နင်လည်းသိမယ်လို့ငါတို့ကထင်ခဲ့တာ။သူ့ကိုအပြစ်မှအားလုံးကသိကြတယ်လေ။နင်ပဲဘာမှမသိချင်ဘူးဆိုပြီးတော့ပြောခဲ့တာမဟုတ်ဘူးလား။ဒီအချိန်မှာရာဂျေ့ရှ်ရောက်လာခဲ့ပါရစ်။ကဲအခုသိပြီလား။ နေငါးနဲ့ကွာရှင်းချင်တယ်ဆိုလို့ရှင်တော့ငွေသိန်း9000ပေးရမယ်။အတတိယကလည်းပတ်စံအများကြီးမပေးနိုင်ပါဘူး။ဒီနောက်ညီမဖြစ်သူပြန်လိုက်သွားခဲ့ရပါတယ်။တရမတော့သူမဈေးတော့ဝယ်နေခဲ့တဲ့အချိန်မှာဘလို့လဲမှတ်မိလား။ငါနဲ့ကိုလာကြည့်တဲ့နေရာနေရာအရန်ကိုရိုင်းပြခဲ့တယ်။ငါနဲ့ငါအမေငါအဖေကိုဖက်နှက်ပြခဲ့တယ်လေ။နေကလှတယ်ဆိုပြီးတော့မန်မာနာထောင်လွှားနေခဲ့တာ။ရာဂျေ့ကလက်ထပ်ဖို့အတွက်ရှိနေခဲ့လို့ငါကနင့်ကိုပဲပြပေးလိုက်ကြ။အခုတော့နေတတ်တက်လုံးအဲ့ဒီအသားမဲတဲ့အဖိုးကြီးနဲ့ပဲနေထိုင်သွားလိုက်တော့ အဲ့ကြောင့်ဘယ်တော့မှအလှပနဲ့ပတ်သက်ပြီးမမနာမထောင်တော့အသင့်ဘူးလို့ပြောကြတာပေါ့